မင်္ဂလာပါရှင်။ Sammy Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရှင်အစ္စာခေါနာဖရာသမိုင်းအကြောင်းလေးကိုလေ့လာမိသလားတင်ဆက်ပေးသွားခြင်းပါရဲ့ရှင်။ ခရစ်နှစ်344ခုနှစ်မှာပကံပြည်၌တေလေကျောင်းမင်းနတ်တက်ခဲ့ပြီးတော့တကယ်တည်း388ခုနှစ်အထိအုပ်ချုပ်ခဲ့ပါတယ်။တေလေကျောင်းမင်းလက်ထက်မှာပကံမှာယဟန်ကြီးရှမတိဆိုသူတဦးရှိခဲ့ပါတယ်။ရှမတိဟာယဟန်ဝတိဟုဆိုရတော့လေထေရဝါဒဗုဒ္ဓဘာသာပကံတို့အမြောက်ရှိသေးသည်အချိန်ကာလလည်းဖြစ်သဖြင့်လောကီရေးရာအခိယဖို့ထိုးခြင်းအလုပ်ကိုသာတဆိုင်မမတ်လုပ်နေသူတဦးလည်းဖြစ်ပါတယ်။ရွှေဖြစ်ငွေဖြစ်လမ်းတွေကိုလိုက်နေတဲ့ရှမတိကိုအခိယထိုးရာမှာဓာတ်လုံးကျွေးရန်လိုအပ်သောရွှေများ ားကိုတေလေကျောင်းမင်းကဗရင်ဗန္နာတိုက်ကနေထုတ်ပေးခဲ့ပါတယ်။ရှင်မထီးရဲ့ဓာတ်လုံးပေါင်မယ်ဆိုလျင်ပကံတပီလုံးချမ်းသာမည်ဆိုသည့်စကားကိုယုံကြည်တဲ့တေလေကျောင်းမင်းကရှင်မထီးရဲ့ဓာတ်လုံးမပေါက်ပါကသူ့မျက်လုံးနှလုံးကိုထုတ်ဖောက်ရန်ဂရိပေးခဲ့သည်ကိုအထူးယုံစားကဗရင်ဗန္နာကရွှေတွေကိုထုတ်ပေးခဲ့ရာတဝက်နီးပါးကုန်သည့်အထိဓာတ်လုံးကမပေါက်ခဲ့ပါဘူး။ဗရင်ရဲ့ဗန္နာ၃ပုံ၂ပုံကုန်သည့်အထိမြည်ဖို့မှမထူးကြသေးသဖြင့်တေလေကျောင်းမင်းကရှင်မထီးကိုညှို့ညင်စပြူလာပါတယ်။ထို့အချိန်မှာရှင်မထီးကနန်းတော်သို့ကိုယ်တိုင်ကြွ၍ င်နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်သောကြောင့်ရစ်ဆိုင်မထတဲ့ကြောင့်နောက်ဆုံးတစ်ချိန်သာဓလုံးကိုရွှေများကျွေးရန်လိုတော့ကြောင့်ဓလုံးမပေါက်ပါကမိမိမျက်လုံးနှစ်ဖက်ကိုထိုးဖောက်ခံပြီးဖြစ်ကြောင်းကိုတေလေကြောင်မင်းအားရှောက်ထားလိုက်ပါတယ်ရှင်မတိရဲ့ရဲဝင်သောရှောက်ထားချက်ကြောင့်ဘရင်ကရှင်မတိကိုဘရင်ဗန္နာတော်တိုက်မှာနောက်ဆုံးကြံရှိနေသော ရွှေများကို ထုတ်ပေးခဲ့ပါတယ်ဘရင်ဗန္နာတိုက်မှာတော့ရွှေများမကြံတော့ပါဘူးရှင်မတိကလည်းနှေးရောညပါဖိုးကို စတိုက်ထိုးလျက်ဘရင်ရွှေများကိုဓလုံးအားအစင်မပြတ်တွေးနေလေရှိပါတယ် ရှင်မထင်းရဲ့တပည့်ဖြစ်ကြရင်ကြောစွာနဲ့တော်လာလင်မယားနှစ်ယောက်ကလည်းဖိုးကိုမိမပြတ်အောင်တလဲစီဆွဲပေးနေကြပါတယ်။ဒါကြောင့်မလို့ရှင်မထင်းဟာတညမှာအကိရဲ့ဖိုးအတွင်းမှာရဲရဲတောင်းနေသောမိသွေးများထဲမှာကိုမိလုံးခန့်အရွယ်ရှိသောဓလုံးဟာရဲရဲနီနီယာမှာရွှေဖြစ်လာက ပြွပြွပြပြလက်နေသည်ကိုမြင်ရသဖြင့်အောင်မီဟေ အောင်မီ အောင်မီ အောင်မီဟုဝမ်းသာအားရအော်လိုက်ရမှာတပည့်လင်မယားကလည်းထခုံကအော်ဟစ်ပြွှင်နေကြပါတယ်။ရှင်မတိဓလုံးအောင်သွားတဲ့တဲ့င်းကိုကြားရတဲ့သေလေကြောင်မင်းကလည်းမိုးလင်းတာနဲ့ရှင်မတိရဲ့ဖို့ထိုးနေတဲ့အကြောင်းကိုရောက်လာခဲ့ပါတယ်။ကိစ္စပြီးမြောက်သွားပြီဆိုတာမှတ်မှသလား။ဘယင်ကမင်းမြတ်ရမှာရှင်မတိကပြီးပါပြီအရှင်မင်းမြတ်ဓလုံးကရွှေဖြစ်ပါပြီ။ဓလုံးပွင့်မှုစေးရေစိမ့်မှုသာကြံမာတော့တယ်လို့ဖြေချလိုက်ရသေလေကြောင်မင်းကလည်းဝမ်းသာအားရနဲ့ကောင်းပြီတခါလဲစောင့်နေမယ်ရှင်မတိလှုပ်ဆောင်ရန် ှိတာကိုသာဆက်လုပ်ပါလို့ပြောလိုက်တာနဲ့ရှမတိကလည်းအကိရဲ့ပေတို့ကို ဖွင့်ကကမန်းကဒန်းဖက်ရှူလိုက်ပါတယ်။ပေရများကိုဖက်နေစဉ်မှာရွှေရောင်ဝင်းနေသောဒလုံအားယွန်းကလပ်တစ်ခုပေါ်မှာတပည့်လင်မယားအားတင်ထားခိုင်းလိုက်ပါတယ်။ဘရင်နဲ့အပေါင်းအပါအမှုမတ်တွေကအန်အောဝမ်းသာစွာနဲ့ရှမတိကိုကြိတ်နေခဲ့ပါတယ်။ရှမတိကလည်းနောက်ဆုံးစိန်ရမယ်ဒက်ဆေးရီရဲ့အမိကိုပေတို့မှာဖက်ရှူပြီးတာနဲ့တပည့်ဖြစ်သူတော်ရာအားကြောင်းအောင်မှရှိတဲ့ရှောက်ပင်မှာအကြီးဆုံးရှောက်သီးတစ်လုံးကိုတွားခုခိုင်းလိုက်ပါတယ်။တော်ရာယူလာသောရှောက်သီးလုံးကြီးကိုရှ င်မတီကဓာဖြင့်ထချမ်းခွဲကကြော်စွန်အားအရေးများညှိခိုင်းလိုက်ပါတယ်။အောက်မှာခံထားသောရွံ့ခွက်တဲသို့ရှောက်ရည်များစီးကြလာပြီးတဲ့နောက်မှာတော့ကြော်စွာကအစီများကိုဖယ်ရှားပစ်လိုက်ပါတယ်။ထို့နောက်မှာတော့ရှင်မတီကရွံ့ကလပ်ပေါ်မှာရွှေရောင်ဝင်းနေသည့်ဓလုံးကိုအသာအယာမကရှောက်ရည်ခွက်ထဲမှာဖြည်းဖြည်းချင်းချလိုက်ပါတော့တယ်။ဘရင်နေ့တကွာအလုံးသောသူများကအသက်ပင်မရှူနိုင်တော့ပဲရှင်မတီလောက်ကိုင်းနေတာကိုမြေတောင်မခတ်ဖဲကြည့်နေခဲ့ပါတယ်။ရွှေရောင်ဝင်းနေသည့်ဓလုံးဟာအယောင်များမေ့မိန်ကြသွားချိန်မှာတော့ရှင်မတီလည်းဓလုံး ံးပြစ်သွားကြောင်းသိလိုက်ရပါတယ်။ရှင်မရင်ကလည်းအမျက်တော်ထွက်ခဲ့ပါတယ်။မျက်စိညက်နာပြနေတဲ့သေလေကြောင်မင်းကအားငယ်စွာကြည့်နေသောရှင်မထင်းရဲ့မျက်လုံးနှလုံးကိုတန်လျက်ဖြင့်ထိုးဖောက်လိုက်ပါတော့တယ်။အနားမှာရင်နေတဲ့ကြော်စွာနဲ့တော်ရလမယားကလည်းရှင်မထင်းအားဘရင်က မျက်လုံးကိုထိုးဖောက်လိုက်တာကိုမြင်သည်နဲ့ကြောက်လန့်ကကြောင်းမှအလင်းအမြန်ထွက်ပြေးခဲ့ရာရဲမက်များကတောင်ကုန်းထိပ်မှမိသွားကြသဖြင့်နှစ်ယောက်လုံးကိုဓာတ်ဖြင့်ခုတ်ပိုင်းကတက်လိုက်ကြပါတော့တယ်။သေလေကြောင်မင်းကလည်းဒေါသတကြီးရှင်မထင်းကြောင်းမှထွက်ခွာသွားခဲ့ပါတယ်။ရှင်မထင်း းကလည်းမိမိကိုယ်တိုင်လည်းမျက်စိအဖောက်ခံရတပည့်လင်မယားလည်းအသက်ခံလိုက်ရသဖြင့်စိတ်ပြက်အားငယ်စွာနဲ့ကျောင်းမှာရှိတဲ့ကိုရင်ငယ်လေးအားဓလုံးကိုကျောင်းတိုက်ကူပြီးယဟန်တို့ကိုလက်သက်ဆင်ကန်းတဲ့သူပစ်ချခိုင်းလိုက်ပါတော့တယ်ကိုရင်ငယ်ကလည်းရှမတိစေခိုင်းတဲ့အတိုင်းဓလုံးကိုကုဒီအတွင်းထဲသို့ပစ်ချလိုက်ပါတော့တယ်ကိုရင်ငယ်ကလည်းဓလုံးကိုကုဒီအတွင်းသို့ပစ်လိုက်တာနဲ့တွင်ထဲမှာလင်းလက်နေသောရွှေရောင်တန်းများပေါ်ထွက်လာသဖြင့်ကုဒီမိလောင်သည်ဟုထင်ကရှမတိရှိရာသို့အပြေးအလွှာရောက်ရှိသွားကကုဒီမိလောင်နေသောကိုရှောက်ထားလိုက်ပါတယ်ရှမ တိကလည်းအမော်တကောလျှောက်ထားသောကိုရင်ဤလျှောက်ထားချက်ကိုကြားလိုက်သည်နှင့်ရှင်မတိကသိလိုက်ပါပြီ။ဓလုံးပေါက်ပြီးကွာဟုအော်ဟစ်ကြုံဝါလိုက်ရင်ကိုရင်အခုချက်ချင်းအဲ့ဒီဓလုံးကိုကုဒီတဲကပြန်ဆင်လာခဲ့လို့စိတ်ခိုင်းလိုက်ပြီးမိမိမျက်စိမမြင်ရတော့သည်ကိုသတိမူပြီးတော့ကျောင်းမှာဘသူရှိလဲဟဲ့ဟုတယောက်ယောက်ကိုအော်ကဈေးထဲသို့သွားဆန်းရတဲ့မျက်လုံးနှလုံးကိုဝဲခဲ့ကြည့်လို့ဈေးသို့လွှတ်လိုက်ပါတယ်။ကပီယာကလည်းဈေးသို့အလင်းမြန်ပြေးကရှင်မတိခိုင်းစေတဲ့အတိုင်းမျက်လုံးများကိုရှာဖွေခဲ့တဲ့အခါနှောမျက်လုံးတစ်လုံးနဲ့စိတ်မျက်လုံးတစ်လုံးမှာရရှိခဲ့တဲ့ဖြင့်ဝဲ ယ်ယူပြီးတော့ចောင်းသူအမြန်ဆုံးပြေးလာခဲ့ပါတယ်။ចောင်းသူရောက်တည်နေမျက်လုံးကနွားတစ်လုံးဆက်တစ်လုံးပဲရပါတယ်ဖះလို့ရှောက်ထားလိုက်တည်နေရှင်မတိကလည်းရတာပဲပေးกว่าဟုပြောရင်ကပိယလှမ်းပေးတော့မျက်လုံးနှလုံးကိုလက်ဖြင့်ဆန်းယူလိုက်ပြီးသူ့မျက်လုံးပေါက်နှစ်ခုတွင်သူထည့်လိုက်တာနဲ့ရှင်မတိဟာအားလုံးကိုမြင်ရကမျက်စိအမြင်များပြန်လဲကောင်းမွန်လာခဲ့ပါတယ်။နွားမျက်လုံးတစ်ဖက်စိတ်မျက်လုံးတစ်ဖက်ဖြစ်နေတဲ့ရှင်မတိဟာထိုအချိန်မှစ၍ရှင်အစ္စာကောနာဟုသောအမည်တွင်လာခဲ့ပါတယ်။ပါဠိဘာသာအရာအစ္စာဆိုတာကစိတ်ကောနာဆိုတာကနွားဖြစ် ဖြစ်ပါတယ်။ဝမ်ပါအာရဖြစ်နေတဲ့ရှင်မထီဟာတေလေကြောင့်မင်းထံမှာအပြေးသွားကဓလုံးအောင်သွားပြီဖြစ်ကြောင်းရှောက်တင်တဲ့ချိန်မှာတော့မိမိဟာနှွားမျက်လုံးနဲ့စိတ်မျက်လုံးချင်းဖြစ်နေခဲ့ရပါပြီ။တပည့်လင်မယားကလည်းသေဆုံးခဲ့ရသေးပြီ။တေလေကြောင့်မင်းကလည်းရှင်မထီကိုကြည်ရင်ဘာမှမပြောခဲ့ပါဘူး။အရှင်မင်းကြီးကိုပြလို့စောနဲ့အက်ကီရဲ့အကြံကိုအလင်းစလိုဖက်လိုက်မိတာအမှားဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးအစ်စ်မှာဓလုံးကိုချီးရည်စိန်ရမယ်လို့ရည်တာထားတာကိုအချီးရည်စိန်ရမယ်လို့ဖတ်မိတာကြောင့်ရှောက်သီးရည်စိန်လိုက်မိတာပါမင်းကြီးလို့ရှင်းပြခဲ့ပါတယ်။သို့တော့ အားလုံးကလက်လွန်ခဲ့ပါပြီ။နောက်ပိုင်းမှာတော့တေလေချောင်းမင်းကကြော်စွာနဲ့တော်ရာလင်မယားအားမိမိအမားကိုတောင်းမှန်ကသူတို့နှစ်ယောက်အသက်ခံရသည့်တောင်ကုန်းမှာပဲနှကွန်းတစ်ခုကိုတိဆောက်ပေးခဲ့ကပြည်သူပြည်သားများအားပူဇော်ပတ်သက်ရန်အမိန့်ထုတ်ခဲ့ပါတယ်။ထိုအချိန်ကစပြီးတော့ရှင်အစ်စာကောနာရဲ့တလုံးကြောင့်ပကံမှာမုတ်ဆိုးမှပင်ဖျားတည်နိုင်သည်ဟုပြောစမှတ်တွင်လာခဲ့ပါတော့တယ်။မြို့တော်ပင်ဖြစ်စဉ်ပကံနယ်မြေဤထင်ရှားသောဖျားတစုဖြစ်သည့်ရှင်အစ်စာကောနာသည်ခေအပိုင်းခြားအရာ AD စနစ်ရာစုနောက်ပိုင်းလျာဟုပညာရှင်များ များကယူဆခဲ့ကြပါတယ်။ပကံမြူဟောင်းအတွင်လွန်ခဲ့သောနှစ်ပေါင်း800ကျော်ဝင်းကျင်ခန့်ကပေါ်ထွန်းခဲ့သောစေတီတစုလည်းဖြစ်ခဲ့ပါတယ်။ပကံရှိဟောင်းသူတေသနာဌာနကရှင်မတိဖျားကိုဖျားအမန်း909ကရှင်အစ္ဆာကောနာဖျားလို့မှတ်တမ်းတင်ထားခဲ့ပါတယ်။ပကံကစေတီပထိုးများကိုနာမည်ပေးစဉ်ကရှင်ဖျားဝင်အတွင်မှာအကိရထူရမှာအသုံးပြုခဲ့တဲ့လုံကွဲများမိသွေးကဲများပြားများကိုတွေ့ရှိခဲ့ရသဖြင့်ရှင်အစ္ဆာကောနာဖျားလို့အမည်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါမိသွေးစာတွေကိုကာဗွန်14တက်ခွဲနီးစနစ်ဖြစ်တာတက်ခွဲ ွဲကြီးပါက၎င်းတို့၏တက်တန်းကိုအနည်းဆက်ဆုံးသိရှိနိုင်မှလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ရှင်မထီးကိုအကြောင်းပြုလျက်ရှင်အစ္စာကောနာဖရာတို့ဖူးမျော်လက်ပတ်သူများကနှိမ့်စင်လိုလိုလာရောက်လျက်ရှိပါတယ်။ဖရာရဲ့မြောက်ဖက်မှာရှိတဲ့အုတ်တိုက်ကြီးအတွင်မှာရှင်မထီးတက္ကန်ကိုဖွင့်လှစ်ထားရမှာဒိဋ္ဌံဝင်လူသူများလာရောက်လျက်ရှိပါတယ်။ရှင်မထီးတက္ကန်အတွင်မှာမြတ်စွာဘုရားရှင်ရုပ်ပွားတော်ကိုဖူးထွင်ရတဲ့ကဲ့သို့ရှင်မထီးရုပ်တုရကန်းစင်တောင်ဆရာတော်ရုပ်တုဘုဘုအောင်နဲ့အပါဘုံမင်းကောင်ရုပ်တုများကိုလည်းတွေ့ချင်ရပါတယ်။ပကံခက်မှာဗုဒ္ဓဘာသာထုံငါတဲ့ကဲ့သို့ ို့တိတ်တိပောင်းဝိဇာများလည်းထင်ပေါ်ကျကြားခဲ့ပါတယ်။ ဝိဇာတို့သို့မဟုတ်ဝေဒိတာရာရှင်ရသေးဘွက်ခန်းရှင်အစ္စာကောနာနဲ့ရှင်မတိစီရတော်အားတပားတဲ့ထင်၍အများအားမှားယွန်းတွေ့ကြပါတယ်အမှန်မှာတော့တပားစီပဲဖြစ်ပါတယ်ရှင်အစ္စာကောနာဖရာအားပကံမှာယခုတိုင်ဖူးတွေ့နိုင်ပါသေးတယ်ပကံမျိုးကကကွေးအနီးမှာတည်ရှိပါတယ်ထိုအနားမှာဖြဲ့၍မင်းနံသူရွာသူလည်းသွားနိုင်ပါတယ်ညာဦးလေစိမ့်မှာသွားမယ်ဆိုလျင်တတ်တတ်မှန်မှန်ရောက်ပါတယ်ပကံညာဦးလေရင်ခွင်းအနီးလမ်းဆောင်မှာပကံမျိုးတစ်သူသွားရလမ်းတစ်ဆောင်တနာယီခန့်ခရီးဆက်လာတဲ့အခါမှာလမ်းတစ်ပေးမှာရှိတယ်အစ္စာကောနာ ာဖရာတို့ရောက်ရှိပါတယ်။ကျေပြန်သောမဟာဒတိုင်းအတွင်ရှင်အစ္ဆာကောနာစီရီနှင့်ကိုကြောင့်အုပ်ဆောင်ကြီးများကိုလည်းကျေပြန်စွာတွေ့ရပါတယ်။ပကံခေတ်ကတေလေကြောင့်မဲလက်ထက်မှာအဂိရက်ပညာများကျုပ်ကိုအားထုတ်ရာတိတ်ထိပေါင်းမြောင်အောင်မြင်သောအခါမှာဤနေရာမှာအုပ်ကြောင်းဆောက်လုပ်တည်င်းသုံးကပြည်သူအများအားမဆချီးမြှင့်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်ပြည်သူအများနဲ့အတူဆရာတော်ဦးဆောင်၍ကောင်းမှုစီရီကိုတည်ထားခဲ့ပါတယ်။ကျစွာမဲလက်ထက်ရောက်တဲ့အခါမှာတော့မဟာသဖန်အမတ်ဟာရိုးရင်းပြည့်စွေးနေသောဤစီရီနဲ့အုပ်ကြောင်းတို့ကိုပြန် ြန်လည်မွမ်းမံခဲ့ပါတယ်ရှင်အစ္စာကောနာဖရာဟာရန်ကုန်မြို့တိန်ကုတ်တရကုန်းတော်ပေါ်ရှိနောင်တော်ကြီးစီဒီနှင့်တောင်ပံကန္နာစိအာယုံခံတဆောင်အရှိမြောက်ဖက်မှာရှင်အစ္စာကောနာတဆောင်အတွင်မှာတည်ရှိပါတယ်တောင်မတ်တို့မျက်နာမူနေသည့်ဝဲဘက်အစွန်ဆုံးယာဟုတောင်မှာရုပ်ပွားတော်တစုလည်းဖြစ်ပါတယ်မျိုးလုံးတော်မှာတရွေတဲမဟုတ်တစ်ဖက်ချင်းတစ်ဖက်ချင်းထူထားပါတယ်ဆရာတော်ရှင်အစ္စာကောနာဟာအန်တီမာလန်အပြီးစခန်းသို့ကြွားလန်းတော်မမူမီစိတ်မျက်လုံးတစ်ဖက်မျက်မျက်လုံးတစ်ဖက်အစားတိုးထည့်ထားတော်မူပြီးမှစကုနှစ်ကွင်းအလင်းရတော် ်မူသောကြောင့်ရုပ်ပွားတော်၏မျက်လုံးတော်ကိုတစ်ဖက်ချင်းတစ်ဖက်ကျဲလျက်ဆရာတော်ရှင်အစ္ဆာကောနာအားရည်စူး၍ထုလုပ်ကိုးကွယ်ထားခြင်းဖြစ်တယ်လို့လည်းအဆိုရှိကြပါသည်ဆရာတော်ရှင်အစ္ဆာကောနာ၏မူလပထမပွဲတော်ရင်မာတော်ရှင်ရသင်ဝေရိတာယာဖြစ်ပါသည်ကောစာတက္ကရင်၂၉ခုနှင့် AD 108ခုနှင့်မှာတော့ပောက်ကံရမှာပထမပကံပြီးသမုဒ္ဒရမင်းကြီး၏မင်းဆရာတော်လည်းဖြစ်ပါသည်ဝေရိတာရာရှင်ဘရင်ဟာဥပါတောင်ချောင်းနွားတူကိုးကောင်တိုင်မှာပရပိုက်တစုရတော်မူပြီးနောက်အကိယတစခန်းပြုလို သွားရမှာပညာစခန်းလဲသွားရမှာသမုဒ္ဒရမင်းကြီးအားပေးထားသောကတိစကားအတိုင်းမျိုးလုံးနှစ်ဖက်လုံးကိုထိုးဖောက်စေခဲ့ပါတယ်ဝေရီသာယရှင်တဲ့ ဝေရီတာယာရှင်ရဲ့တိဟာစခန်းလည်နေသောတလုံးများကိုတပည့်ကျောင်းသားလေးအားစိတ်ပြက်စွာဖြင့်မစင်တွင် ပြည်သင်ကြရာမှာတလုံးဟာကောစာတက္ကရင်83ခုနဲ့သာသနာတက္ကရင်695ခုနဲ့ AD 150ခုနှစ်ဒေါ်လာဆန်း9ရက်သာသာပရင်းနေညနေပိုင်းမှာပုံနှံနှစ်သမီးရာသောကိန်းကျုံသောအချိန်မှာအောင်မြင်ပေါက်ရောက်ပြီးမြောက်ခဲ့တာလို့လဲဆိုပါတယ်ဝေရီတာယာရှင်ရဲ့တိဟာညနေစည်းကွဲချိန်မှာမျိုးလုံးနှလုံးဝေခိုင်းရာမှာစိတ်မျက်လုံးတလုံးနှွားမျိုးလုံးတလုံးသာရရှိခဲ့သောကြောင့်မျိုးလုံးအိမ်တွင်သွင်း၍ အန်တီမစကန်းဆုံးသည့်ပဓာရှင်တစ်လုံးနဲ့ကုထုံးစီရင်လိုက်မှာစကုနှစ်ကွင်းအလင်းရတော်မူခဲ့ပါတယ်။ရှင်ရသိဟာစိတ်အစ္စာ၊နွား၊ဂေါနာအရာစိတ်မျက်လုံးတစ်ဖက်၊နွားမျက်လုံးတစ်ဖက်ကြောင့်ဒီတာယရှင်ရသိဘွဲ့ပျောက်တော်မူကရှင်အစ္စာဂေါနာဘွဲ့ကိုရောက်ရှိတော်မူလာခဲ့တယ်လို့လဲဆိုပါတယ်။ဆရာတော်ရှင်အစ္စာဂေါနာအရှင်မြတ်ဟာပောက်ကံရမှာပကံပြည်သူပြည်သားအပေါင်းတို့အားရွှေမိုးငွေမိုးရွာသည့်အလားပဓာရှင်တစ်လုံးဖြင့်ရွှေတုံးရွှေခဲများကိုမဆချင်းမြင့်တော်မူခဲ့သည်လို့လဲဆိုပါတယ်။ထိုအချိန်မှစ၍ပကံ ံပြည်သူပြည်သားများအပေါင်းမုတ်ဆိုးမကအစားဖရဲဆောင်ကံဇေဒီပထိုးများကိုလှည့်ဝင်ရိုးတန်တညံ့ညံပကဖရဲပေါင်းဖြစ်အောင်တည်ခဲ့ကြပါတယ်ထို့သောဖရဲဇေဒီပထိုးများဆောင်ကံများတိဆောက်ထားနိုင်ရန်အတွက်ဆရာတော်ရှင်အစ္ဆာကောနာကပင်ဦးတုံတတ်တာနဝကျွဲကောဒွိနော်တန်လဲဥရှိကဲ၍လဲဝါတဆုံစီတမုတ်ဟု၍လင်းငါဆက်ဆိုပြီးတော့ပောက်ကံရာမပကံအင်္ဂလိပ်ဖော်ဆန်ဤကိုပါပေးသနာချင်းမြင်တော်မူခဲ့ပါတယ်ဆရာတော်ရှင်အစ္ဆာကောနာဤပောက်ကံရာမပကံအင်္ဂလိပ်များကိုတော့ယနေ့ထက်တိုင်း ုင်းတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ဆရာတော်ရှင်အစ္စာကောနာနဲ့ရှင်မတိဆရာတော်တို့မှာတပားတည်းမဟုတ်တပားစီသားဖြစ်ပါတယ်။ရှင်အစ္စာကောနာဆရာတော်ဤအနွယ်စင်များဟာသုံးမတိတိရှိပါတယ်။ဝိရိတာရရှင်ရဲ့သေးရှင်အစ္စာကောနာဆရာတော်နေဤတာရရှင်ရဲ့သေးမေရိတာရရှင်ရဲ့သေးတို့ပဲဖြစ်ပါတယ်။ဒေဝိတာရရှင်ရဲ့သေးခေါ်ရှင်အစ္စာကောနာဆရာတော်ကြီးဤလရင်တစ်ဘက်မှာတော့ညီတော်လန်နေဤတာရရှင်ရဲ့သေးပဲဖြစ်ပါတယ်။ထိုနေဤတာရရှင်ရဲ့သေးရဲ့တပည့်ရင်းမှာတော့တရပကုရှင်ရဲ့သေးဖြစ်ပါတယ်။ထိုတရပ ပကုရှင်ရဲ့တည့်ရဲ့တပည့်မှာတော့ရှင်မတိဆရာတော်ပဲဖြစ်ပါတယ်ရှင်မတိဆရာတော်ဟာသူဝနဘူမိမောဆရာတော်လည်းဖြစ်ပါတယ်ကောစာတက္ကရင်84ခုနဲ့သဒ္ဒနာတော်နဲ့696ခုနဲ့ခရစ်နဲ့ AD 152ခုနဲ့ကဆုံလပြည်တနင်္ဂနွေနေ့အောင်သာနေမွန်းတဲ့ချိန်တတီအိုးဆိုးရွှေဩရသောအချိန်မှာကျေးဇူးရှင်တကတော်ပောက်ကန်ရမှာပထမပကံပြည့်ရှင်သမှုတရက်မင်းကြီးနဲ့အတူအန်တီမာလန်အန်တီမာလန်ထွက်ရက်စခန်းသို့ကြွားလှမ်းတော်မူခဲ့သည်ဟုကျမ်းအဆောင်ဆောင်ပေစာအစူစူတို့မှ မှာကပိတင်အဆိုရှိခဲ့ပါတယ်။ပောက်ကိုးပေါက်စီတီဤပထမဆုံးပေါက်စီတီအတိတ်ထံအဖြစ်ဝင်ရောက်ရမည်အတိတ်ထံအောင်မြင်လဲဖြစ်ပါတယ်။ထို့အဆိုအရကဆုံလာပြည်နေဟာရှင်အစ္ဆာကောနဆရာတော်ဤထွက်ရက်နေဟုလဲမှတ်ယူရပါတယ်။ဒါကြောင့်မလို့ကဆုံလာပြည်နေအခါမှာရှင်အစ္ဆာကောနဖရာတို့အရောက်သွားရင်အတူအတိတ်ထံဝင်သင်ပါတယ်။တနင်းခုနေ့နေ့မှာအနိမစကန်ထွက်ရက်ကြွာလန်းတော်မူခဲ့သဖြင့်နေမှာအရဟံတက္ကတိဖြင့်ပရိစေ၍၉ရက်၁၈ရက်၂၈ရက်စသဖြင့်အတိတ်ထံဝင်ကြည့်ပါကထူးခြား ပါမည်အဋိဌံဆောင်းဝင်သောနေ့တွင်သာရှင်အစ္ဆာကောနာဖရာသို့တွား၍အဋိဌံတင်ပြီးကြံသောရင်များမှာတော့မိမိနေအိမ်မှာဆက်လုံ၍လဲရပါသည်ဒီနေ့တစ်ဆက်ပေးခဲ့တော့အကြောင်းအရာလေးကတော့ရှင်အစ္ဆာကောနာဖရာတမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ထိုအကြောင်းအရာလေးကိုတော့မောက်ပန်းမွေးဤဝိဇာပေါင်းချုပ်ကြီးမှာပြလာမိသလောက်တင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ပွဲတမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်